ဘာဖြစ်လို့ဒါတွေကိုပြောပြရလဲဆိုတော့ရေတို့ကြီးလိုက်လို့ရှိရင်ပုံဖြုံနေတာပဲသွာလာနေတာပဲအဲ့လိုမျိုးထင်ကြတာပေါ့နော်ဒီနေ့ကတော့ရေတို့ကဝူထိုင်းဆိုတဲ့တောင်ပေါ်မှာရောက်နေတာပေါ့နော်အော်မိုးရေရွာတော့တောင်ပေါ်ဆိုတော့ရာသီဥတုကပုံမှန်ထက်ပိုပြီးတော့အေးတယ်မိုးရေကတော်တော်အေးဆက်တာပေါ့နော်ဒီကတော့လုံးဝလင်းမကောင်းဖြစ်ပြီးတော့လုံးဝဖျားကျင်သွားတယ်တုတ်ကွင်းမိကျင်တယ်လို့မျိုးဖြစ်တာအရန်ပြင်းမှန်းတာလည်းပါတာပေါ့နော်ဟုတ်မနိုင်ပြောလို့ချင်တော့ဒီနေ့ကိုဘဲမှမသွားခြင်းပဲစောင်းလေးချုပ်ပြီးတော့ပဲကိုေးခြင်းပါဒါမဲ့လည်း ခီးသွားတယ်ဆိုတော့ယူရိုအတွက်ကအလုတ်ဖြစ်နေပြီလေအခုဆိုလို့ရှိရင်နောက်မှတင်းနေပါတယ်သူများတွေပါတယ်အစ်မနေမကောင်းလို့နားလိုက်အောင်မယ်ဆိုပြီးလုတ်လို့မရဘူးပေါ့နော်အဲ့တော့အားတင်းပြီးတော့ခီးဆက်ပါမယ်အခုစေတနာကမိုးရွာနေတော့တောင်းပန်တက်မှုရှာမရဘူးပေးကြအောင်ဖြစ်နေစိန်ယူလိုက်သွားရမိုးလိုက်လို့ရဖြစ်နေပြီကဘာပတ်နေတာကဘာလုံးမိုးလိုက်ရွာနေတယ်ဘာမဲဒီကမိုးရွာနေတဲ့အခါကျတော့ဒီမှာတက်ဆုလေးပေးပါတယ် ပူကြီးရောသဲလာတယ်လို့ပဲဒီနေ့ကတော့ဝူထိုက်မောင်တိန်ကိုရောက်ပါပြီဒါပေမဲ့အလုံးမြင်တဲ့အတိုင်းပဲမိုးရေထဲမှာရောက်နေပါတယ်ရှင်ထိဆောက်ပြီးတော့ပဲသွားရမှာပေါ့နော်ရောက်နေမှာတော့ကြောက်တယ်တော့ကြီးဟာအမတော်တော်သတိထားရတယ်မိုးရေနဲ့အောက်ကကြောက်ပြားနေဆိုတော့အမရှောနဲ့ရောက်နေမီကြိုးစားစင်ပါမီအာအချင်းတို့ရောအောက်ကလည်းခါရရောက်အောင် တို့ဒီကမျိုးမျိုးတွေအကုန်လုံးပိတ်နေရပါတော့ဒီတလောကတော့ရုပ်ပြီးသွားပြူပိတ်နေရတဲ့ကံပေးနေတယ်ဘယ်သွားသွားမျိုးတွေပိတ်နေတယ်ထိုင်လို့လည်းမင်းကဲအခုကတော့ဒီနေ့ခီးစဉ်အကုန်လုံးပြီးလို့ဟိုတယ်ကိုပြန်ရောက်လာပြီပေါ့နော်အခုအခန်းတော့မရသေးလို့ reception မှာခဏထိုင်ဆောင်နေရပါတယ်ည7:00နာရီခွဲကဒါဟိုတယ်ကိုပြန်ရောက်တဲ့ချိန်ပဲရှိသေးတယ်အခန်းထဲကိုရောက်ပြီးတော့ယူရိုရဲ့ကိစ္စဝိစတွေအားလုံးလုပ်ပြီးတော့ယူရိုအိတ်တဲ့ချိန်ဆိုလို့ရှိရင်မြဲတမ်းည ဆန္ဒနာရီနဲ့တနာရီဝင်ကျင်မှာပဲအဲ့ရပါတော့။ခီးသွားရတာလူတိုင်းပျော်တဲ့အလုပ်ပေါ့နော်။ဒါပေမဲ့အဲ့အလုပ်ကိုဘယ်အချိန်မှစိတ်ပြတ်စရာကောင်းတယ်လို့မြင်လာလဲဆိုတာဘာကြောင့်လဲဆိုတာကြီးပြောပြမယ်။လောလောဆယ်တော့အခန်းထဲရအောင်ရင်ဆောင်လာအောင်မယ်။အခန်းထဲတော့ရောက်ပြီ။အဲ့တော့ဘာမှမလုပ်ခင်ရင်ဦးဆုံးအရေးကြီးတာယောက်ျားရဲ့စေးတောက်ရမယ်။ဟာဖလက်ဖလက်ဖလက်နေ။ဒီနောက်မှနား တောက်ပြီးမှနာဒီနေ့ကတော့ကိုလက်နာကျင်ကြိုက်ခဲယုံမဟုတ်တဲ့ခါကျတော့ပါစီတမောလောက်နဲ့မရတော့ဘူးအဲ့တော့ပါရာရှင်ကိုကိုတောက်မှရမယ်ဒီပါရာရှင်ကိုကကျတော့ဒီနေ့ရိုးဖြစ်တယ်လို့ပေါ့နော်အဲရာတီဥတုအကူအပြောင်းမှအေးမိတာပြီးလို့ရှင်တုတ်ကွေးကွေးတာနှာရည်ကိုနှာပိတ်တာပြီးရင်ကိုလက်နာကျင်ကြိုက်ခဲရတဲ့အတွက်တောက်လို့ရတယ်ဆေးပါ ခုနပါရာစီတမောပါတယ်ဂျိုင်းန်နာတို့အလယ်ဂျီထတာတို့အတွက်ကကောင်းတဲ့အန်တီဟစမင်းပါတယ်ပြီးရင်ဖီနယ်ဖရင်ဆိုတဲ့ဟာပါတယ်ဖီနယ်ဖရင်ကကြတော့တော်အတီဒီခုနပြောတဲ့နှာရည်ယူရာတို့နေဆက်ကွန်ဂျက်ရှင်တို့ကိုတတ်တာစေတာပေါ့နော် Cheers ဒီပါရာရှင်ကိုမှာက PPA ဆိုတဲ့ဟာမပါတော့ခံမသိလို့ရှင် အုံနောက်သွေးယူရာတို့ပါတော့ဖြစ်တတ်တာပေါ့နော်အဲ့တော့အန်တီအများ APPA စား ခုနကျွန်တော်ပြောရတဲ့ final friend ဆိုတာပါတယ်။အဲဒီနှာရည်ယူတာတို့နေနေ second question တို့အတွက်ပေါ့နော်။ကျွန်တော်ကတော့ရည်လိုမျိုးနှာရည်ယူတာတို့နှာစည်းတာတို့မဟုတ်ဘူးပေါ့နော်။ကျွန်တော်ကလေချောင်းတွေကစပြီးဖြစ်နေပြီအဲတင်မလားကိုတုတ်ကွေးဖြစ်ကန်နေဆိုလို့ရှိရင်လေချောင်းတွေကရားတယ်လို့လို့ကြက်တယ်လို့တက်တယ်လို့အဲ့လိုမျိုးဖြစ်တာကွာအဲအရာကဒီပါရရှင်ကိုရင်းမှာပါတဲ့ anti histamine တောက်လိုက်လို့ရှိရင်တက်တာပါတော့အဲ့တော့အကုန်လုံးပါတဲ့ဒီပါရရှင်ကိုတောက်လိုက်တဲ့ခါကျတော့ကြိုက်ခဲပြောက်လဲတက်တာပါမယ်ဒီလေချောင်းကအာပြဿနာရှာနေရလဲတက်တာပါမယ် တော့ဘဝနားလို့မရဘူးလက်ခံပါလို့ဆိုရင်ဖီးကဆက်သွားရအောင်မှာဖြားသွားလို့မဖြစ်ဘူးမကျန်းဒီခန်းလေးရရေချိုးခန်းအောင်မကြီးဘာမှန်းမမပါဘူးဒီမှာကရင်ဒီမှာရေစိမ့်နေသလားမှန်းမပါဘူးမင်းကယောက်ျားရှက်တယ်လို့လေမင်းမရေစိမ့်မယ်ဆိုရဲလိုက်ကလေးကပေးပါလားဖွင့်ပြီးချိုးပါကောက်ခုလိုခီးသွားလာတာရကြလာနဲ့မြန်ပထမဦးဆုံးဘာကိုခံစားရလဲဆိုတော့အေးမဝတာ အာအခုဆိုရူရညဆိုလို့ရှင်အမြဲတမ်း7နာရီ10နာရီမှအိပ်ရတယ်မနက်ဆိုလို့ရှင်နောက်အကြဆုံးရူတို့ထရင်ဒါ6နာရီပဲတော့မနက်7နာရီ ठी အိပ်ရရက်ကဒီနှစ်နာတူမှ3ရက်လောက်ပဲရှင်နောက်တစ်ခုကအထုတ်သိမ်းရတာညညတိုင်းဒီတက်တာတွေကိုထုတ်ပြီးတော့ management ပြန်လုပ်ရတာပေါ့နော်ပြီးရင်အဝတ်စားဆိုလို့ရှင်ရလဲအမ်ဝစ်ချန်တော်ဦးပေါ့နော်လှလပပလေးရှာဝစ်မယ်လို့ဘလိုလေးဖက်ရှင်တွေဝစ်မယ်လို့အဲ့ဒါတွေမရှိတော့ဘူး make up မလိမ့်နိုင်တော့ make up မိတ်ကမပြင်းတော့ဘူးဘရောမဟုတ်တော့မိတ်ကတခါဒေချာအဆုံးပြင်မယ်ဆိုလို့ရှိရင်နှစ်နာရီဝန်းကျင်လောက်နေတော့ကြာပါဘူးကွာအဲ့တော့ခုနှစ်နာရီခွဲထုတ်ဖို့အတွက်ထုတ်သိမ်းဖို့ချိန်ကနာရီဘွာပေါ့အဲ့ဒီအဲမိတ်ကပြင်ဖို့အတွက်နှစ်နာရီဆိုလို့ရှိရင်၄နာရီခွဲလောက်ထားမလို့ဖြစ်၄နာရီခွဲလောက်ထားနိုင်လို့ရှိရင်မိတ်ကနဲ့ဖက်ရှင်နဲ့လှလှပါပါအပြည့်ရမယ်အဲ့တော့ရွေးချယ်စရာနှစ်ခုပဲရှိရယ် တော့လှလာပပသွားအေးပြက်ခံပြီးလှလာပပသွားမလားအဲနည်းနည်းလေးအေးဝအောင်အိပ်ပြီးတော့မှမလှပပသွားမလားဆိုတော့နည်းနည်းလေးအေးဝတဲ့လမ်းကိုပဲရရတော့ရွေးချယ်လိုက်တယ်နောက်တစ်ခုကအစားတောက်ပေါ့နော်ဒီတော့အခုနိုင်ငံတွေတနိုင်ငံပြီးတနိုင်ငံပြောင်းလာတော့မလေးစာစားရတယ်အဲဂျပန်စာတွေစားရတယ်အခုဆိုလို့ရှိရင်တရုတ်စာတွေတဝတပြေစားနေရပြင်မယ်ဘာဖြစ်လာလဲဆိုတော့ညီးငွေလာတာပေါ့နော်စားကျင်တော့အဲ့လိုကိုအိမ်ကိုရာမှာစားရတဲ့ထမင်းလေးငပိရေလေးကိုတတိရတာပေါ့လေအိမ်ကိုပို့ပြီးတော့ပြန်ကျင်လာတာပေါ့အဲ့တော့အိမ်ပြန်ကျင်လို့ရော ပြန်ချိန်တိုင်းပြန်လို့ရလားဆိုတော့လည်းမရပြန်ဘူး။ဘာလို့လဲညီတို့ကခီးတွေအကုန်လုံးကဒါကွာအလုံးနဲ့ပတ်သက်ပြီးသွားတဲ့ခီးတွေဆိုတော့အကုန်လုံးကစနစ်တကျနဲ့သူ့ရဲ့နဲ့သူအကုန်စီစဉ်ထားပြီးသားဆိုတော့မနေ့ဖန်လည်းဆက်သွားရမှာပဲပြီးရင်ဒီခီးစဉ်ပြီးတော့နောက်ခီးရလည်းဆက်သွားရမှာပဲအဲ့တော့အခုလိုနေမကောင်းဖြစ်လို့ဖျားချင်နာချင်တဲ့အခါမျိုးဆိုလို့ရှင်တော့ဒါလိုမျိုးကိုယ်တိုင်ပေါ့ကိုစောင့်ထားတဲ့ဆေးလေးကိုတောက်တောက်ပြီးတော့ ပြန်ပြီးတော့မနက်ကြာခီးဆက်အောင်ပါဗောနော်။ဘာဖြစ်လို့ဒါတွေကိုပြောပြရလဲဆိုတော့တော်တော်များများထင်ကြတာခီးသွားတာပျော်စရာကောင်းတယ်။အဲယူတို့ကြီးလိုက်လို့ရှိရင်အမြဲတမ်းပေါ်ပါလန်းဆန်းနေတာပဲ၊သုံးဖြုံနေတာပဲ၊သွာလာနေတာပဲအဲ့လိုမျိုးထင်ကြတာဗောနော်။တကယ်တကယ်တမ်းမှာယူတို့အဲ့လိုမျိုးခီးသွားနေတဲ့စီမှာ ခက်ခဲတွေအများကြီးကြုံရတာရှိတယ်ပြဿနာတွေဖြေရှင်းရတာတွေရှိတယ်အခုလိုနေမကောင်းဖြစ်ပြီးပင်ပန်းတဲ့အခါတွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းမသွားနဲ့ပေါ့လို့လည်းပြောလို့ကမရပြည်အောင်အဲ့တော့အခုလိုမျိုးပြောနေတာတွေကခྱི་သွားတာကိုလုံးဝစိတ်ပြတ်သွားလို့ပြောပြတာမျိုးမဟုတ်ဘူးဆက်သွားနေအောင်ပါပဲမနေ့ကလည်းသွားအောင်ပါပဲနောက်ခྱི་လည်းဆက်သွားအောင်ပါပဲအဲဒါပေမဲ့အဲဒီလိုမျိုးခྱི་သွားတဲ့စီမှာတခါတလေမှဒီလိုပင်ပန်းတာတွေရှိတတ်တဲ့အကြောင်းဒီလိုခྱི་သွားခြင်းကိုတခါတလေညင်းငွေ့လာတဲ့စိတ်ကလေးဖြစ်တတ်တဲ့အကြောင်းလေးကို ြောပြတာပါရေမိုးလဲချိုးပြီးပြီးဆေးလဲတောက်ပြီးပြီးဆိုတော့အိပ်ပြီးတော့နိုင်လိုက်ပါအောင်မရှင်